ဟာဘောရီရုပ်တန်တိုင်းကို ကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်ကျမတို့မဟာဗောဓိရုပ်တန်တိုင်းကမြန်မာနိုင်ငံနေရအနှံ့မှာတည်ထားကိုးကွယ်တော်မူတဲ့တကိုးကြီးဖျားစေဒီပထိုးများကိုရိုက်ကူးပူဇော်ထုတ်လွှင့်ပေးနေလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့ရှိတမိုင်းဝင် ရွှေမော်တင်စီတော်မြတ်ကြီးကိုဗုဒ္ဓဘာသာဝင်သူတော်စင်များဖူးမြော်ကြည်ညိုနိုင်ကြစေဖို့အတွက်ရိုက်ကူးပူဇော်ပေးသွားမှာဖြစ်ပါတယ်ရှင်။ သမိုင်းဝင်ရွှေမော်တင်စီတော်မြတ်ကြီးကိုဂေါရမမြတ်စွာဘုရားရှင်ဤနေမိတဆန်တော်ပွားများထာပနာပြီးဩကလာပမင်းကြီးကတီထားကိုွယ်တော်မူခဲ့တာဖြစ်ပါတယ်။ မူလဖျားဒါယကဥက္ကလာပမင်းကြီးဖြစ်ပြီးမင်းအဆက်ဆက်နဲ့ယဟန်ရှင်လူ ပြည်သူအပေါင်းတို့ကဇေယျတော်မြတ်ကြီးအားစိန်ဖူးတော်ရွှေသီးတော်နဲ့ရွှေသင်္ကန်းတော်များဆက်ကပ်လှူဒန်းပူဇော်ခဲ့ကြပြီးပြုပြင်မွမ်းမံခဲ့ကြရာ2016ခုနှစ်ဧပြီလ22ရက်နေ့တွင်ဇေဒီတော်ဂောဘကအဖွဲ့ကရွှေထီးတော်တစ်အားပြန်လည်တင်လူ ပူဇော်ခြင်း ရွှေစင်ရွှေပြားများ စက်ကတ်လှူဒန်းခြင်းနှင့်အတူ လုံးတော်ပြည့်ရွှေသင်္ကန်းတော်များစက်ကတ်လှူဒန်းမှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်ဇေဒီတော်မြတ်ကြီးရဲ့ညံတော်မှာတရရှိပေအမြင့်ရှိပြီးဇေဒီတော်ပရဝံကတော့ ပေ450ပတ်လဲကျယ်ဝင်းပါတယ်စီတော်မြတ်မှာ အဝင်မုတ်ဦးလေးခုရှိပြီးတောင်ဘက်မုတ်ဆောင်းတန်းအနီးရှိ အောင်ဘောရီဗိမှန်ဆောင်အတွင်းမှလက်ရာမြောက်စွာထွင်းထုပူဇော်ထားသောဖွားပွင့်ဟောဆံဗုဒ္ဓဝေယုံလုံးကြွအုံတော်များကိုလည်းဖူးမြော်ကြီးညိုနိုင်မှာဖြစ်ပါတယ်။ ပတ်မုံအနီးစေရီတော်ရင်မြင်ဓမယုံအတွင်းမှာကိန်းဝတ်စံပယ်တော်မူလျက်ရှိသောဗုဒ္ဓရုပ်ပွားတော်များကိုလည်းပူးမြော်ကြည်ညိုနိုင်ပါတယ် ဇေဒီတော်အရှိတ်မုတ်အနီးဓမ္မယုံအတွင်းရှိလျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကိုပူးမြော်နိုင်မှာဖြစ်ပြီးဇေဒီတော်မြတ်ဓမ္မယုံအတွင်းရှိဗုဒ္ဓဆင်းသူတော်များကိုလည်းပူးမြော်ကြည်ညိုကြမှာဖြစ်ပါတယ်။ ရားဘူးသူတော်စင်များဇေဒီတော်မြတ်အရှိတ်ဘတ်မုတ်ဦးမှဝင်ရောက်ဖူးမြော်ပါက အောင်မင်္ဂလာကံတော်ပေါ်မှာအသက်တိဆောက်ထားတဲ့ကံပေါ်တရားကြီးကနေတဆင့်ဝင်ရောက်ဖူးမြော်ကြရမှာဖြစ်ပါတယ်။ င်္ဂလာကံတော်အတွင်းမှာလဲရှင်ဥပဂௌဒ္ဓမထေမြတ်ကြီးတည်င်း300ចောင်းဆောင်ကိုတိဆောက်ထားပြီးကံတော်အားဗတ်ဆောင်ပြန်လဲပြုပြင်မှုများကိုပါဆောင်ရွက်ခဲ့ကြပါတယ်။ ်မင်္ဂလာကံတော်အားပြည်လဲပြုပြင်မှုများနဲ့အတူကံပေါ်တရားကြီးတိဆောက်မှုများကိုရန်ကုန်မြို့ Forever Group အလှူရှင်မိသားစုရဲ့မတီလှူဒန်းမှုနဲ့အတူ 2019ခုနှစ်ဇူလိုင်လမှစတင်ကကံတော်တည်ဆောက်ခြင်းလုပ်ငန်းများကိုစတင်အကောင့်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီးဇေဒီတော်ဂောဘကအဖွဲ့မှ အခြားသောဘတ်ဆောင်ပြုပြင်မွမ်းမံမှုများကိုယနေ့တိုင် ဆောင်ရွက်လျက်ရှိပါသည် တော်မြတ်ကြီး၏ဗုဒ္ဓပူဇနီးယပွဲတော်ကိုနှစ်စဉ်တကူးလဆန်း14ရက်နေ့မှ တကူးလပြည့်ကျော်1ရက်နေ့အထိစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိပါသည်။ thank you ော်မြတ်ကြီးမှာ နှစ်စဉ်ဗုဒ္ဓပူဇနီးယပွဲတော်ကြီးအပြင်တော်တလင်းလာပြည့်နေ့မှာမော်ဘီမြို့နယ်အတွင်းရှိကျောင်းတိုက်များမှဆရာတော်အရှင်သူမြတ်များနဲ့သာသနာ့နယ်ဝင်သီလရှင်များအားဆုံးဆန်စိမ်းလောင်းလူပွဲတရင်ကျွတ်နဲ့တစောင်းတိုင်းမီးထွန်းပွဲ ကဆုံညောင်ရီသွန်းပွဲတော်ကိုပါစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိပါသည် ဇီတော်မြကြီးမှာဂောဘကအဖွဲများဖွဲ့စည်းကဇီဒီတော်ထိမ့်သိမ်းဆောက်ရှောက်ရေးနဲ့ဗတ်စုံပြုပြင်မွမ်းမံမှုများကိုပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်သူတော်စင်များမော်ဘီမြို့ကိုရောက်ပါကမော်ဘီမြို့အမတ်နေ့ရက်ကွက်မှာတည်ထားတော်မူသော ရွှေမော်တင်ဇေဒီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုနိုင်ကြစေဖို့အတွက်ကျမတို့မဟာဘောရီရုပ်တံလိုင်းအဖွဲ့ကရိုက်ကူးပူဇော်ထုတ်လွှင့်ပေးလိုက်ရပါတယ်ရှင်ဖူးမြော်ကြည်ညိုကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များကိုစိတ်နှပါစမ်းမချမ်းသာကြပါစေရှင်။